။ရိုင်းဆိုင်များအတွက်မိကွန်းများဆ ्याम မက်တီတာဆန်းချောင်းရဲ့ဆောင်းပါးတို့ဖြစ်ပါရဲ့ရှင်။ဒီဆောင်းပါးကိုဖက်ရှုတင်ဆက်ခွင့်ပြုပါရန်ဆ ्याम အားလေးစားစွာခွင့်တောင်းလိုက်ပါရဲ့ရှင်။အခုလက်တတော်ဖြစ်ပေါ်သွားတဲ့ဖြစ်ရတဲ့ပုံမှာခြေခံပြီးတော့ဆ ्याम ကမိကွန်းထုတ်ထားတဲ့ဆောင်းပါးလေးတစ်စောင်ကိုဧတာခဲ့ပါရယ်အဲ့ဒီဆောင်းပါးလေးကတော့ရိုင်းဆိုင်များအတွက်မိကွန်းများဖြစ်ပါတယ်လူတယောက်မှာအသက်ရှင်သန်တည်ရတယ်မသိသေးဘူးဆိုတဲ့တောင်အောင် လူသားတယောက်ရဲ့အခြေခံစာရိတ္တလောက်ကိုမှမစွန့်နိုင်တော့ဘူးဆိုရင်အဲ့ဒီလူရဲ့ရှင်သန်နေရခြင်းကအနှစ်သာရမဲ့ပြီးလူအရာကျသွားပြီလို့ဆိုရမှာပေါ့ကိုရှင်သန်မှုကလွဲပြီးဘယ်သူ့ပေါ်မှာမှမဆာနာတယ်လို့ကိုနဲ့ကို့ပန်သားတွေဘလို့မတရားလုပ်လို့အပြက်ကွဲပြုလိညာဖုံးပြီးတိုက်တွန်းအားပေးဆိုတာမျိုးတွေလုပ်လာပြီဆိုရင်တော့ကမ္ဘာဥလူသားတွေလို့အရင်ဆိုင်တက်တက်ပဲဖြစ်သွားပြီပေါ့တပင်းမျိုးနဲ့ ိုးထိန်တွင်းရွာစာတင်ကျောင်းကိုပုံကျက်မှုဖြစ်စဉ်မှာအသက်၈နှစ်ရွယ်ကျောင်းသူကျောင်းသားကလေးတွေကနေအသက်30ဝန်းကျင်ဆရာမလေးတွေတည်ဆုံခဲ့ရတယ်။စုစုပေါင်း22ဦးတည်ဆုံခဲ့ရပြီး90ဦးကျော်ပြင်းထန်ဒဏ်ရာရခဲ့တယ်။ဒီစာတင်ကျောင်းကမြို့သားညီညီအစိုးရရဲ့စာတင်ကျောင်းဖြစ်ပြီးပုံကျက်တန်တွေကိုစိုးရင်လို့နေရာဒီကာလမှာဖွင့်နေတင်ကျောင်းနေကြတာဖြစ်တယ်လို့သိရပါတယ်။ကျဲကျတဲ့ဘုံကအစင်းစင်ပောက်ခွဲတတ်တဲ့ cluster ဘုံမျိုးစားဖြစ်တယ်လို့လည်းဆိုပါတယ်။ဒီဖြစ်ရပြီးထွက်ပေါ်လာတဲ့ဓာတ်ပုံတရင်းကိုကြည့်ရင် ရင်းရင်ကပုံကျက်ဖြစ်စဉ်တွေလိုပဲအများစုသိဆုံးခဲ့ကြတာဟာတံမှန်ရက်သားကလေးသူငယ်များဖြစ်နေပါတယ်ဒါကြောင့်လူအများစုကစိတ်ထိခိုက်ကြေကွဲရသလိုစင်ချင်တုံတရားမဲ့စွာရက်ဆက်နိုင်ကြတဲ့စက္ကစလေးတက်ကိုဒေါသဖြစ်ကြရပါတယ်ဒါမဲ့ဒီရက်ဆက်မှုကဒီနေရာမှာရက်မနေပါဘူးဒီသတင်းနဲ့ပတ်သက်ပြီးစက္ကစကိုတိုင်းစက္ကစကိုထောက်ခံဝန်းရံသူတွေရဲ့တုံ့ပြန်မှုကပိုပြီးပတ်ဆက်နေတာကိုတွေ့ရပါတယ်တုံ့ပြန်မှုကအနည်းဆုံးနှမျိုးဖြစ်နေတယ်တစ်မျိုးကတော့ဒါက စကားစလောက်တာမဟုတ်ဘဲနဲ့ PDF တွေရဲ့စမ်းသပ်ထားတဲ့ဘုံကပောက်ကွဲမှုဖြစ်တာလို့ဆိုပါတယ်နောက်တစ်မျိုးကတော့ PDF တွေစုနေတဲ့နေရာလို့ယူဆရတာမဟုတ်ခုနောက်ပိုင်းတုံးတဲ့ဘုံတွေကလည်းလူစုလူဝေးရဲ့ကိုယ်ပူချိန်ကိုမှတ်သားပြီးချိန်ရွယ်ပောက်ကွဲတာဖြစ်တယ်လို့ဆိုတာပါဒါအပြင်ဓာတ်ပုံတွေကကလေးသူငယ်တွေရဲ့ရုပ်အလောင်းတွေကတက်ရက်နေလို့တကယ်မသေးပဲစဉ်ရိုက်ထားတာဒီချိန်ຫນွေຈောင်းပည့်ရမှာຈောင်းဖွင့်တာကမဖြစ်နိုင်လားလို့တောင်ဆိုတာမျိုးရှိနေပါတယ် ီလိုဇလန်းစင်လိညာဖုံးဖိမှုတွေကဒီကြိမ်ချိန်မှာဖြစ်တာမဟုတ်ပဲရှေ့က၄နှစ်ကျော်ကာလအတွင်းအကျိန်ထောင်ချီခဲ့တဲ့ပုံချက်မှုတိုင်းမှာလည်းဖြစ်ခဲ့မှုပါတယ်ဒါပေမဲ့စကိုင်းငလင်လောက်တဲ့နေ့ကစကားစပြောရေးဆိုခွင့်ရှိသူနဲ့အဲဂျယ်ဇီးယားသတင်းတောက်တွေ့ဆုံခဲ့မှာပစည်းကြီးပုံချက်မှုတွင်ကလေးသူငယ်တွေတည်ဆုံခဲ့ရတဲ့ကိစ္စဟာဖြစ်တင်ရလားလို့ဆိုတဲ့အမေကို PDF ကိုထောက်ခံအားပေးနေရင်ခုလိုစီရပေးတဲ့ဆိုဂျိုမျိုးတွေကိုတွေ့ကြရမှာမဆန်းပါဘူးလို့သဘောရတဲ့အဖြစ်မျိုးနဲ့တုံ့ပြန်ခဲ့ပါတယ်တနည်းအားဖြင့် ကလေးတော့ပါတော့နားလည်မနေဘူး PDF ကိုအားပေးတဲ့သူတွေလို့ယူဆရင်ဘုံကျဲအားတေးတာထိုက်တန်တယ်လို့ဆိုခဲ့တာပါတနည်းစကားစတဲ့တွေဘုံကျဲကကြောင်းကို အတီးပြုတ်ပေးခဲ့တာဖြစ်ပါတယ်ဒီတော့ PDF တေစုဝဲရဲ့နေရလို့ယူဆပြီးဘုံကျဲတယ်ဆိုတဲ့ဆက်ကြောင်းကို ထောက်ခံသူတွေကို မေးစရာရှိလာတာကစာတင်ကြောင်းအဆောက်အုံဆိုတာဘက်ကရီမျက်စိနဲ့ရော drone monitor မှာပါတင်ရှားတိတာနိုင်ပါရဲ့ね PDF တွေကြီးတက်တက်စုဝေးနေမဲ့နေရလို့ယူဆတာလားလို့ပါ ကိုဘူးချင်းအာယုံကံဘုံကိုတုံးနေဆိုရင်လည်းစာသင်ကျောင်းလိုနေရာမြို့မှာလူစုလူဝဲရှိနေတဲ့ထဲကခလေးသူငယ်တွေလိုကိုခန္ဓာရဲစားကိုပါတွေ့ရပြီဆိုရင်ဒါဟာတိကျတဲ့စီရဲပြစ်မှတ်နေရလားဝေဝါနေတဲ့နေရာလားဆိုတာအရင်စဉ်းစားရမှာကလင်းရင်မောင်းသူဒရုန်းမောင်းသူစကားစတပ်သားတွေပဲဖြစ်ပါမယ်။ဘုံကသူ့လိုလိုခုံစင်းပေါက်သွားတာမျိုးမှမဟုတ်ပဲ PDF တွေကဆန်းသက်ကြတဲ့ဘုံပေါက်တာပါဆိုတော့ဇာကြောင်းပြောသူတွေနဲ့ထောက်ခံယုံကြည်သူတွေအနေနဲ့လည်းဒီဆန်းသက်ဘုံဆိုတာ လူ22ဦးလောက်ကွက်ချင်းမိတည်ဆုံးပြီးလူ90ကျော်ပြင်းထန်ဒဏ်ရာရလာအောင်ပြင်းထန်နိုင်မလားဆိုတဲ့မေးခွန်းကိုဖြေကြည့်ကြပါဂျန်နဲ့ဇာကြောင့်ပြောကြတွေကတော့ပြန်လည်မေးခွန်းထုတ်ချင်စရာကိုမလိုလောက်အောင်အောက်တန်းကြကြတွေးခေါ်ရည်ရွတ်နေတာတွေပါပဲဒီတော့စကားစလီတက်ကအဆင်ပြေဆုံးရရှိအဆင့်ကနေ တပ်သားအောက်ခြေအဆင့်ထိစစ်ကြုံတွေအားလုံးကစစ်တိုက်တာကိုလူတက်တာပဲလို့နားလည်နေတဲ့လူအရာကြနေသူအရင်ဆိုင်အဆင့်မဲလို့ရှိနေတာသိကြပါဗါးငါတို့နိုင်ရဖို့ငါတို့စကားစတက်အာနာတီမြဲဖို့ဘဲပြီးသူကမဆိုတက်ဖြတ်ကြရမယ်လို့တွေးထင်နေရင်လဲပြန်စင်းစားစရာလေးတွေရှိနေပါတယ်ဒီနေ့ထိစကားစတက်သားတွေမတရားတက်ဖြတ်လို့တေးတဲ့ပြည်သူရေထွက်ကတောင်းကနန်းခံနေပါပြီစကားစကနိုင်နေပြီလေလားစင်မုံမချမ်းမနေရလို့အတင်းကျပ်လုပ်နေရတာကငါတို့မှလူရင်အားတောင်မလုံလောက်တော့ဘူးလို့ဝန်ခံနေရတာမဟုတ်ဘူးလား တည်ဆုံးခဲ့ရတဲ့တမန်ပြည်သူတွေထဲမှာကလေးသူငယ်ပေါင်းထောင်ချီပြီးပါဝင်နေတာကနာဂတ်ကောင်းတွေတည်ဆောင်လာပေးနိုင်အောင်အားထုတ်နေတာတဲ့လားခုနောက်ပိုင်းမှာလက်နဲ့ချစကတ်စာတက်သားနဲ့မိသားစုတွေကိုပါပုံချဲပြီးလက်စဖြောင်းနှုတ်ပိတ်ဖို့လှုပ်လာတာကရောလေးတက်ကြီးရဲ့တစ္ဆာတော်တဲ့အားထုတ်မှုတွေတဲ့လားရေပြင်မှာသူတွေကိုယ်တွေအနိုင်တိုက်ဖို့မတတ်နိုင်တော့တဲ့အခါငါတို့ပေါ်အနိုင်ယူသူတွေကိုအားပေးထောက်ခံခဲ့တဲ့ပြည်သူမှန်သမျှကိုတတ်ဖြတ်တာကစစ်အောင်နိုင်အောင်ကြိုးပမ်းမှုပဲလို့တကယ်ယုံကြည်နေရလား လက်လွတ်သွားတဲ့နယ်မြေတွေကိုဘုံကျဲပြီးဒေသခံလူထုကိုဒုက္ခပေးရတာဟာစာကဆလေတန်းနဲ့ကြံစာကဆတက်တစ်ခုလုံးရဲ့ဘယ်အစိတ်ပိုင်းကိုများအာသာသွားအောင်လုပ်ပေးနေပါသလဲငါတို့မအုပ်ချုပ်ရရင်ဘယ်သူမှလည်းအုပ်ချုပ်လို့မရစေရဘူးလို့ရည်ရွယ်ပြီးအုပ်ချုပ်ခံလူထုပြုံးသီးသွားအောင်လုပ်နေတာဟာစာကဆရဲ့အာဏာတည်မြဲရေးအတွက်ဘယ်လိုများအထောက်အကူပြုသွားပါသလဲလက်လွတ်လိုက်ရပေမဲ့ပပေါ်ကြီးအာကုန်းနဲ့မြို့ဆိုင်ပုံမှာတရေပန်းကဲနဲ့ပြန့်ပက်ခွင့်ရအောင်လုပ်နိုင်သားပဲလို့တွေးနေတာကမ္ဘာအဆင့်နံပါတ်တစ်ခုချိန်ဖို့ထိုက်တယ်နဲ့စစ်တပ်မြို့ရဲ့ အမြော်မြင်တယ်လားစကားစကြောင်းမတက်ရေးလှုံ့ဆော်ခဲ့တာဟာနိုင်ငံအနာဂတ်ကိုတတ်တာလို့ပြောခဲ့ကြသလားပညာရေးဆိုတဲ့လူရပိုင်ခွင့်အတွက်စကားစအစီအစဉ်နိုင်မှုပဲစီမံထောက်ကူပေးတဲ့စာတင်ကြောင်းတွေဘုံတန်ခံရတာကိုမမြင်ချင်အောင်ဆောင်ရတာဟာနိုင်ငံအနာဂတ်ကိုပူပန်တတ်တာတယ်လားဒီတော့ဗျံပရာရက်ဆက်ချမ်းကျုပ်တဲ့စကားစကပြည်တွင်းငင်းချဲရဖို့ရေးဇွဲပေါ်တက်ပြီးဆွေးနွေးထားတဲ့တက်တီနဲ့စွမ်းရည်ရှိနေတဲ့အစုအဖွဲ့တယ်လား ီရင်ငင်းချမ်းရင်မရတာဟာစီရေးတိုက်ပွဲတွေကြောင့်လို့အတွေ့အကြုံတွေနေကြပြီးဇွတ်ငင်းချမ်းရေးဆွေးနွေးပွဲတွေလုပ်ကြဖို့နှီးပေါင်းစုံနဲ့ဆွဲဆောင်စီယုံနေကြသူတွေကရောအပြည့်ခက်ရန်စဲရေးအတွက်ဘယ်သူကိုအရင်တိုက်တွန်းပြောဆိုရမယ်ဆိုတာကိုမသိချင်အောင်ဆောင်နေကြတော့မယ်လားလက်နဲ့ဟာအပြည့်မဟုတ်ဘူးလို့တကယ်သဘောပေါက်ရင်လက်နက်ကိုဗျံပရာတုံးနေတဲ့စကားစကိုဘာတစ်ခုမှမဟရဲပဲကြံစုဖက်တွေကိုပန်ရန်စုပြောနေကြရုံနဲ့အပြေထွက်လာပြီးအနာဂတ်ကြီးကောင်းသွားမယ်လို့တကယ်ယုံကြည်နေကြတာလားဘယ်သူ့ဘက်မှမရက်တီပဲ ီရင်းငင်းချမ်းရေးအတွက်လှုပ်ပေးနေတာပါဆိုတော့တရုတ်နိုင်ငံကြီးကတော့ထောင်နဲ့ကြီးတဲ့ကလေးသူငယ်တွေကိုတပ်ဖြတ်ရက်ဆက်ခဲ့တဲ့ခင်မီပုံးတွေ drone တွေရောင်းပေးလိုက်ရတာအဖြေထုတ်ပေးလိုက်တာလေလားဒီပြည်အနာနိုင်ငံချစ်ကြီးရဲ့အတွက်ဘယ်နေရာကနေအထောက်အကူဖြစ်သွားပါသလဲမြန်မာလူထုရဲ့ကြိုးစည်းပွားကိုလစ်လူရှုနေတဲ့ရွေး ဘယ်နိုင်ငံဆိုရရဲ့ဩဇာမစိုးမြန်မာနိုင်ငံပေါ်မသက်ရောက်နိုင်ဘူးဆိုတာကိုမတိကျုံပြုတ်နိုင်ပါရဲ့လားနိယာတာဖြစ်တဲ့အင်အားကြီးဆိုရတွေကိုသာချပြီးမြန်မာလူထုတိတုခါရမှာကိုမစိုးရင်မပူပန်တယ်လို့မတိလိုက်မတိပါသားနဲ့ဝိလေချောင်းဘက်ရက်တီနေကြသည်၍အာဆီယံဟာအာဖရိကတမကလနိုင်ငံရေးကိုကံအာမရှိဖြစ်နေတော့မှာကိုမတွေးကြတော့တာလားတေကြတာကတော့စကားစားဟာကိုရှင်တဲ့မှုကလွဲပြီးဘသူ့အပေါ်မှာမဆာနာတယ်လို့ကိုနဲ့ကိုပဲသားတွေဘလို့မတရားလုပ်လို့ မြက်ွယ်ပြုတ်လညာဖုံးပြီးတိုက်တွန်းအားပေးတာတွေလုပ်နေတဲ့ရိုင်းဆိုင်တပ်တွေပဲဖြစ်ပါတယ်။သူ့ကိုအားပေးထောက်ခံကြီးကြီးကုံပြုကြတဲ့လူတယောက်ချင်းပါတီတစ်ခုချင်းအစုအဖွဲ့တစ်ခုချင်းစိုးရတစုံချင်းဟာလည်းရိုင်းဆိုင်ကိုအားပေးနေုံနဲ့ငင်းချမ်းရေးစစ်မှန်ရတဲ့နာဂံမျိုးကိုတိစောက်ပေးနိုင်မလားဆိုတဲ့မေးခွန်းကိုဖြေချဖို့လိုပါမယ်။မတီတာဆန်းချောင်းဆမမတ်တီတာရဲ့ရိုင်းဆိုင်များအတွက်မေးခွန်းများဆိုတဲ့ဆောင်းပါးလေးကိုတင်ဆက်ခဲ့တာပဲဖြစ်ပါတယ်ရှင်။ဆမမတ်တီတာဆန်းချောင်းရဲ့ မကုံနိုင်သေးတဲ့မိကွန်များဆာသာဆာဟာမဆာလနဝတာနာဖာစားတဲ့ဘွားရီကလေးကဝါရဖြန့်ချီမော်ရောစိတ်ဓာတ်စစ်စီရင်ဖြူဟာပါကြွန့်ကျင်ပိုင်နိုင်ခဲ့သူပါအခုတော်တော်သူ့လက်ရာချီရာတွေပုံမြင်တာလာပါတယ်ဒါပေမဲ့တချို့လူတွေအတွက်တော့ဒါကိုမမြင်နိုင်ကြပါဘူးတကယ်တော့လက်တတော်ညင်းခုံတွေကစစ်ကိုစစ်လို့မတိုင်ပဲပြည်သူကိုရန်သူလုပ်ပြီးပြည်သူများများတတ်နိုင်တာဟာရန်သူကိုချိန်မုန်းနေတာလို့ကုံစားနေကြတဲ့စကားစားရဲ့လူကြောင့် စိတ်တဆစ်စီရင်လမ်းကြောင်းပေါ်မှာပဲတဝဲလဲလဲဖြစ်နေတာပါလက်ရှိမှာစကားစားဘက်နဲ့တလာရဘက်လို့အမဲနဲ့အဖြူနှစ်ဖက်တည်းရှိနေတယ်ဆိုတဲ့အမြင်ကမလုံလောက်ပါဘူးခလဲမှာမိခွေရောင်လူစုရှိပါတယ်အဲ့ဒီလူစုမှာနှစ်စုထက်ကွဲပါတယ်တစုကဘယ်ဘက်မှာမရဘဲဘယ်ဘက်ကောင်မှမထောက်ခံတယ်လို့မဆန့်ကျင်မဲနေတဲ့အစုပါနောက်မိခွေရောင်တစုကတော့ဘယ်ဘက်ကောင်မှမကြိုက်လို့ဘယ်ဘက်ဖြစ်ဖြစ်ဆန့်ကျင်မဲဆိုတဲ့အစုဖြစ်ပါတယ် စာကစားရဲ့လက်တလုံးစိုက်ဝါနဲ့ဝါရဖြန့်ချီရဲကအဲ့ဒီမိခိုးရောင်အစုနှစ်စုကိုဥတီထားတာဖြစ်ပါတယ်။သူ့ဘက်ကကြည့်ရင်တောင်းလာရအစုဘက်ကပြူရန်ဝါရဖြန့်ချီအောင်မှာမို့ထိခိုက်အောင်စီယုံလို့လှောက်ခအောင်လုပ်လို့မရနိုင်ပါဘူး။သူကင်လှောက်လို့ရမယ့်အုပ်စုကိုချိန်ပြစ်ဖို့မိခိုးရောင်မှိုင်းနေနဲ့မြားတွေကြည်တွေတက်စင်ပါတယ်။ဒါမှမိခိုးရောင်အုပ်စုဟာသူတို့ရင်ဝါကိုမိခိုးရောင်မြားတွေကြည်တွေစိုက်တဲ့အတိုင်းတတိမထမ်းပြီးနိုင်အောင်တသားတဲ့လို့မြင်သွားမှာပါ။ဒီလိုမှမိခိုးရောင်အုပ်စုနှစ်စုထဲမှာ စုံစမ်းစူးစမ်းတတ်တယ်လို့ယူဆနိုင်တဲ့မောင်ဆန်ရှားတွေမဲဆန်ရှားတွေကိုအဲသူတို့စကားစကားတပြားမှအကုန်မခံရပဲဝေးဖွားလိုက်နိုင်မှာကိုအဲ့ဒီအုပ်စုကပဲအပြူအအုပ်စုတဲကိုမီဒီယာကုဆက်ပိုးတွေဖြန့်ပေးနိုင်မှာလည်းဖြစ်တယ်လေစကားစရဲ့အမေရဝါရဖြန့်ကြည့်တဲ့တဲ့ဟာတိတာလို့တော့အလုံးမဖြစ်တော့တယ်လို့ဖြစ်နေချိန်မှာမိခုရောင်ဆက်စီရင်ဟာလိုအပ်ချက်ပါပဲဒါမဲ့သူကဓာတ်ရိုက်ထောက်ပံ့ခိုင်းစီတာမျိုးမဟုတ်တဲ့ဆင့်စီရင်မျိုးဖြစ်သွားအောင် ခင်းချင်တိုင်ရင်ဒီလိုအပ်ချက်ကပြည်တာကိုငါတို့ကပဲဘက်ကမှမပါဘူးအတုံးမကြတဲ့နှစ်ဖက်လုံးရဲ့အားနည်းချက်တွေပဲဖော်ထုတ်ပြမယ်လို့မိခိုရောင်မိုင်းတွေဂိုင်းပြီးခြေတက်လာသူတွေများလာတာဟာခေတ်သစ်မီဒီယာမိုင်းကြီးတစ်ခုဖြစ်တဲ့အချင်းချင်းကြားမယုံကြည်မှုကိုဖျက်လာစေနိုင်ပါတယ်ငါတို့လည်းဘက်ဘက်ကမှမပါဘူးတိတ်တိတ်လေးနေမယ်ဆိုတဲ့မိခိုရောင်အုပ်စုကပါပို့ပြီးဝေဝန်းအောင်လုပ်ပေးနိုင်တယ်ဆိုပါတော့အဲဒီကတစင်တန်တရားတွေကြီးလာကြမယ်တကုတ်ကုတ်ပြပြတာတာရက်တည်ရင် ဝေဖန်တိုက်ခိုက်အပြစ်တင်ခံရတော့မှာပဲလို့ဆိုကြလာမယ်။ဒီဝင်းကျင်ကနေထွက်ပြေးကျင်လာမယ်။အားလုံးနဲ့တူတူဖြတ်သန်းနေရတဲ့အစ်မမဖြစ်စဉ်ကြီးကိုအစိမ့်စိမ့်မောင်မောင်ဆွဲဖွာလိုက်ပြီးကိုရင်ဆိုင်လို့တဲ့အစိမ့်ပိုင်းလေးကိုပဲရင်ဆိုင်တော့ကိုချိုးစားလာမယ်။ကျွမ်းကျင်သူတွေပြောတယ်ဆိုတာလည်းမယုံတော့ဘူး။ခန်းစားချက်တွေကိုနေရာချဖို့ခက်လာတာနဲ့မြကိုစိတ်နဲ့အစဉ်ပြေတဲ့တရင်တွေကိုပဲရွေးဖက်လာပြီးအစ်စ်အမှန်တွေကိုရှောင်ခွင်းလာမယ်စတဲ့နောက်ဆက်တွဲဆိုးကျိုးတွေကိုဖျက်လာစေနိုင်ပါတယ်။စကားစားဟာစကိုင်းငလင်း 28မတ်လနောက်ပိုင်းအပြည့်ခန့်ရက်စဲမယ်လို့ကြေညာပြီးတဲ့အချိန်မေ23ရက်ထိ45ရက်ဝန်းကျင်ကာလအတွင်းမှာလေကြောင်းနဲ့လက်နက်ကြီးတိုက်ခိုက်မှုပေါင်း629ကြိမ်ပြုလုပ်ခဲ့ပြီးစကားစာဘုံနဲ့လက်နက်ကြီးတန်းကြောင်းတေဆုံးသူ439ဦးဒဏ်ရာရဦးရေ904ဦးရှိခဲ့ပြီလို့ TVB ကမှတ်တမ်းပြုထားပါတယ်ဒီနေ့ထိလည်းဘုံကျဲတာတွေကအဆက်မပြတ်ရှိနေစေပါလက်တလော BBC သတင်းဌာနရဲ့အသေးစိတ်သုံးသပ်ချက်မှာလဲစကားစရဲ့ပုံကျဲမှုဆိုတာမှန်ကန်ကြောင်းပြောထားပါဗျ တကယ်တော့မြေပြင်စစ်တီနဲ့ပြူလိုဒလန်လိုဒေသခံတွေရဲ့သတင်းအချက်အလက်ပေါ်မှာခြေတည်ပြီးဗုံးကျရမဲ့နေရာတွေကိုတတ်မှတ်တာပါဒီတော့ရန်သူကိုပြစ်မှတ်ထားပြီးသတင်းပို့ခဲ့တာတွေရဲ့ဗနေရဂိုင်တုံးကပြစ်မှတ်အတိအကျကိုထိမှန်ပြီးဗနေရဂိုင်တုံးကတော့တမန်ပြည်သူတွေကိုထိမှန်ခဲ့တာမို့ဒီလိုမဖြစ်ရအောင်ဘယ်လိုလုပ်ကြရင်ကောင်းမလဲလို့စကားစာဘက်ကဘယ်တော့မှမတွေးခဲ့ပါဘူးပြောရင်းဆိုခွင့်ရှိသူအစင်းကတော့နိုင်ငံတကာမီဒီယာမှာဒါဟာစစ်ရဲ့ဘေးရွက်ဆိုးကျိုးပဲလို့ပြောခဲ့တာကို ဒီတော့ကျန်းတဲ့သူတွေကလည်းသူ့လေတန်းလိုက်ပြီးတော်လိုင်းရေးဘက်ကအရက်သားနေရာတွေကိုစစ်ရေးအတွက်တုံ့ဆွဲပြီးအလုံးလုံးနေကြတာကသာမှားတာတကယ်တော့တက်ကတူတွေအပါဝင်အရက်သားနေရာတွေမှာတက်ဆွဲကြတာစကားစားတက်တွေပါအပြစ်တင်ခြင်းရင်လက်နက်ကင်တော်လန်ပိုဆုံးဖြတ်တိုက်တွန်းခဲ့ကြတဲ့သူတွေကိုအပြစ်တင်လို့ပြောကြတာပေါ့အစ္စရေးတပ်ကဂါဇာကလူထုကိုဖုံးကျဲတာမဟုတ်ဘူးဟာမတ်စ်တွေကသာလူထုကိုလူသားတိုင်းလိုတုံးချနေတာလို့ပြောတဲ့လေတန်နဲ့တထက်တည်းကြမနေပေဘူးလား တည်ဆုံးသွားတဲ့လူသားတွေအတွက်ဝမ်းနဲ့စာနာမှုလေးတောင်မပြောဘဲငါပြစ်မဖို့နေလို့ထောက်ခံနေတဲ့သူတွေရဲ့အပြစ်လေးလို့လှုပ်ပြီးမိခိုးရောင်အုပ်စုတွေအားလုံးဝေဝါးသွားအောင်လုပ်လောက်ရတာရဲ့အကျိုးကရောနိုင်ငံအတွက်ဘာများကောင်းစီပါသလဲတကယ်တော့လူတယောက်တည်ဆုံးရအသက်ခံရတဲ့ပေါ့ ဘက်အခြေခံပြီးသဘောကျရဝဲနေရဆိုတဲ့အခြေအနေဆိုတဲ့ကိုမြန်မာတိုင်းငံလုံးကကြားရောက်နေအောင်စကားဆိုင်ရအာနာသိနောက်ဆက်တွဲအုပ်ချုပ်စည်းမံပုံကစနစ်တကျဆောင်ရွက်ထားပြီးပါပြီဒါကိုကြော်လာကြဖို့အတွက်ဖြစ်စဉ်ကြီးတစ်ခုလုံးရဲ့အခြေခံကြဆုံးပြဿနာစစ်ကိုရှင်းရှင်းလင်းလင်းရှုမြင်နိုင်ဖို့လိုပါတယ်အဲ့ဒီလိုမဟုတ်ဘဲစင့်ပွားပြဿနာတွေပေါ်ညှိကုံပြီးအချိန်ကုန်စိတ်ပန်ဖြစ်ခံကြမယ်ဆိုရင်ဒါကရောနိုင်ငံအတွက်နာဂတ်ကံကိုတည်ဆောင်လာပေးနိုင်မယ်လို့ထင်နေကြတာပါလား ်ဘက်နဲ့အကျိုးစီးပွားခြေခံစဉ်းစားမှုတွေကနေရုံထွက်နိုင်ကြဖို့ဟာလက်နက်ကင်တိုက်ပွဲတွေဆုံးသက်သွားပြီးတဲ့အတိုင်းရှိနေအောင်မဲ့စိန်ခေါ်မှုတွေလို့ဆိုရပါမယ်။အဲ့ဒါတွေကိုကောင်းကောင်းမကင်တွင်နိုင်မဲ့ဘလို့လုတ်ပြီးကောင်းမှုအေဂျင်နဲ့နာကတ်နိုင်ငံတော်ဆိုတာမျိုးကိုတီထောင်နိုင်ကြမှာပါလေ။ကိုလိုချင်းရဲ့ရလတ်ကိုသာနိုင်ငံအတွက်အဖြစ်ဖြစ်ပြင်ကျင်စောနဲ့မိုင်လုံးကြီးတဲ့စကားစာတက်ကသာအခြေခံအကြဆုံးပြဿနာအရင်းမြစ်ဆိုတာကိုမျက်ကွယ်ပြုပြီး ဖြစ်ရတစ်ခုချင်းစီပေါ်မှာမိကိုမှိုင်းတိုက်နေရတာကိုနိုင်ငံရေးမျှော်မြင်ဖြစ်ဆက်ရှုမြင်နေကြောင်းမှာလားဒါမှမဟုတ်စကားစရဲ့ဗျူဟာမြောက်ရွှေခွက်တွေနောက်ဒလိန်ခောက်ခွေမလိုက်ပါကြပဲတတိကြီးကြီးနဲ့တော်လိုင်းရဲ့နှစ်သာရအစင်မှန်ဖြစ်တဲ့စစ်အာဏာရှင်ချုပ်ငင်းရေးကိုပို့ပြီးအာယုံဆိုင်ကြမလားဆိုတာကိုဖြေကြည့်ကြဖို့လိုပါတယ်အများစုလူလူရဲ့ကြည်ဖြူပူပေါင်းမှုမရနိုင်ပဲနိုင်ငံတွင်းကဘဲအမဲအဖြူမီးကိုအုပ်စုရမစိုးစိတ်လုံးကြုံကိုအေးချမ်းစွာနေနိုင်မှာမဟုတ်ပါဘူးဒါကြောင့်စာကစကိုဓာတ်ရိုက်ဖြစ်စေတွယ်ဝဖြစ်စေ ထောက်ခံနေကြသူတွေအားလုံးလည်းဖြေရမယ့်မိကုံးတစ်ခုရှိပါတယ်။တာမန်ပြည်သူတွေကိုကိုတည်စိတ်တင်အောင်လုပ်နေတဲ့စကားဆကဥဆောင်ပြီးသူ့လိုချင်တဲ့အဖြေရအောင်လုပ်မယ်စီရင်ဖြစ်စီရွေးကောက်ပွဲဖြစ်စီရနိုင်ငံအတွက်အနာဂတ်ကောင်းကိုဆောင်ကျင်းပေးနိုင်နိုင်မယ်လို့တကယ့်ကိုရင်ထဲကနှစ်နှစ်ကကယုံကြည်စိတ်ချနိုင်ပါရဲ့လားဆိုတာပါ။ဆမမက်တီတာဆန်ချောင်းရဲ့မိကုံးထုတ်လိုက်တဲ့ဆောင်းပါးလေးပဲဖြစ်ပါတယ်။ ကျမရဲ့ဆောင်းပါးလေးတွေကိုလည်းဆက်လက်ပြီးတင်ဆက်ချင်ပါသေးတယ်ရှင်။ကျေးဇူးတင်ပါတယ်ရှင်။ကျမတို့တာပါ။